အခုကျွန်တော်တို့သာမိသားပါ6ယောက်စလုံးဟာကိုပိုင်နံပါတ်ရှိတယ်ပေါ့နော်ဟုတ်ကျွန်တော်တို့ဒီ PDF ကိုပိုင်နံပါတ်ကြပြီးသားတွေပေါ့နော်ဟုတ်ဆရာမင်္ဂလာပါဆရာဟုတ်ဟုတ်ကဲ့မင်္ဂလာပါဟုတ်မင်္ဂလာပါဆရာတွေ့ရတာဝမ်းသာတယ်ဆရာကျွန်တော်ဒါအတိတ်အတိတ်ကတော့ အောင်ပွဲတွေကြောင်းသိကြလို့ဆရာကိုဆက်သွယ်တာပေါ့နော်ဆရာလည်းအဲ့တိုက်ပွဲတွေပြီးကနေကပေါ့နော် live one နေပျောက်နေတာအခုမှပဲဆက်သွယ်ရတယ်ပေါ့နော်အဲ့တော့အဲ့ရက်ကဒါအောင်မြင်ခဲ့တဲ့တိုက်ပွဲကြောင်းလည်းသိကြတာပေါ့နော်အဲအရင်ဆုံးတော့ဆရာဆရာအကြောင်းလေးမိတ်ဆက်ပေးပါအောင်ဆရာဟုတ်ဟုတ်ကဲ့ကျွန်တော်ကတော့ဟွာပေါ့နော်ဟွာ ARV တိုင်းသားပေါ့အဲ ARV တိုင်းသားအဲ့တော့တင်ပြီးတဲ့ကဘုတိုင်းကိုဘကိုတိုင်းကိုဒါလိုက်ပြေးလာတာပေါ့နော်ဒီလပိုင်းတည့်ရက်နေ့မှာအနာသိမ့်ပြီးတော့ကျွန်တော်တို့၃လပိုင်းရှိရနေတဲ့ဟာ ။နောက်ဘကိုတိုင်းအုပ်ဖို့မြို့မှာ ရောက်ပြီးတော့မှတောခုခဲ့တာပေါ့နော်။အာအခုကတော့လက်ရှိကျွန်တော်ဒီနတ်တလင်းပေါ့နော်။ဒီ383တက်ရင်နော်ဒီတက်ခွဲ6ကိုဥဆောင်နေပေါ့။ဒါမဲ့အခုလောလောဆယ်တာဝန်ရတော့ကျွန်တော်တို့ယာယီဒုဒုယင်မှုတာဝန်ပေါ့နော်။ယာယီဒူယင်မူတာဝန်ထားပါတယ်လို့နော်383ချက်တတ်ရင်းရဲ့ဒူယင်မူဥညင်ညီပါလို့အဲအဲဒီကတော့ကျွန်တော်တို့တိုက်ပွဲတွေတော့စိုက်တယ်ဗျ တိုက်ပွဲတွေစိုက်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေမှာမင်းလာဘက်မှာလဲတော့ထိုက်တိုက်တိုက်ပွဲတွေဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အောင်မြင်မှုတွေရခဲ့တယ်အဲ့ဒီမှာလဲကျွန်တော်ရဲဘော်တွေကိုတော့ဒီလက်နက်ကြီးပြစ်ကူရန်အတွက်ပေါ့နော်ကျွန်တော်ပြော်မှုနဲ့အတူပူရွယ်ပြီးတော့တော့တက်စိတ်တစိတ်တော့လက်နက်ကြီးအလုံးခုနှစ်ခုပေါ့နော်တော့လက်လုတ်တွေဤပဲလက်လုတ်တွေဤပဲနော်လက်လုတ်ခုနှစ်လက်ကျွန်တော်ထားပြီးတော့တက်စိတ်တစိတ်နဲ့ပြော်မှုနဲ့ပူပေါင်းစေခဲ့ပြီးတော့မှကျွန်တော်ပြန်လာတယ်ပြန်လာတဲ့အခါမှာ ။ဟောဒီဘက်မှာလည်းကျွန်တော်တို့မြန်မာမှာတိုက်ပွဲဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ၃၈၃ချက်တွေတက်ရင်နော်တက်ခွဲ၆နဲ့ခုနကတက်ခွဲ၄နောက်ပကပအဖွဲလည်းဒီဓမငယ်ရဲစခန်းဝင်သိမ်းတယ်ဗျ။နော်ကျွန်တော်ရဲဘော်တွေပေါ့ဒီတက်ခွဲ၆အေအန်ကြီးနောင်အဖွဲတွေ။နဲဒါဖိနစ်အဖွဲတွေနဲ့ပေါ့နော်ဒီဟွာကိုသိမ်းခဲ့တယ်ဓမ္မနဲ့ဓမ္မငယ်ရဲစခန်းကိုသိမ်းခဲ့တယ်။အောင်မြင်မှုရတယ်လက်နက်တွေနော်ခုနှစ်လက်လောက်သိမ်းစီရမိတယ်။နော်မင်းလာမှာလဲကျွန်တော်တို့ဆက်နှစ်ဖွဲ့ပေါ့နော် တက်ခွဲတွေရဲ့ဖြူဟာရဲ့ပေါင်းပြီးတော့အလုံးပေါင်း72ဖွဲ့ပေါင်းပြီးတော့တိုက်တာပေါ့လူပေါင်း100ကျော်ကျော်နဲ့ကျွန်တော်တို့တိုက်တိုက်တဲ့တိုက်တဲ့ပွဲမှာလည်းเนาะစစ်ကြောင်းတစ်ကြောင်းလုံးကိုဖျက်ဆီးသွားအောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့တယ်အဲ့မှာလည်းလက်နက်တွေကျွန်တော်တို့72မျိုးလောက်72ခုလောက်ရခဲ့တယ်ပေါ့နော်အာနောက်အခုကျွန်တော်အဲ့ပွဲလည်းဖြစ်ပြီးတော့တန်းပြန်လာတာဒီဘက်ပြန်လာတော့ခုနကဓမငယ်ရဲစခန်းကိုတိုက်တိုက်လိုက်တဲ့အချိန်နဲ့ဒီနက်တလင်းကိုစစ်ကြောင်းတွေထိုးလာတယ်ထိုးလာတဲ့အခါမှာဒီဟွာပေါ့နော်တောင်ပေါ်တက်တဲ့ဖြူဟာ အလောင်းတော့လက်နဲ့ကြီးတွေနဲ့ပြစ်လိုက်ရှစ်တိုးလိုက်လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီဟောတောင်တောင်အတွင်းနဲ့ပေါ့နော်10ရက်10ရက်အထက်နာမှာဒီ၃နှစ်ကျော်ကာလအထိုင်ချထားတဲ့နော်ဒီနတ်တလင်းကွင်းကျဲအထိုင်စခန်းပေါ့အဲတောင်ကျိုးတောင်ကျိုး10အထက်ပေါ့နော်တောင်ကျိုး10အထက်မှာသူကဒီ၃နှစ်ကျော်အထိုင်ချထားတဲ့ကွင်းကျဲရစခန်းပေါ့နော်ကွင်းကျဲအထိုင်စခန်းပေါ့နော်အင်အား30ပတ်ဝန်းကျင်ရှိတာပေါ့နော်အဲ့ဒီစခန်းကိုကျွန်တော်ကတွေ့မယ်ဆိုပြီးတော့မှ တော့ကျွန်တော်တို့တက်ခွဲတွေပေါ့နော်ကျွန်တော်တို့ရဲ့ဒီ36တုံးရက်တက်ရင်တက်ခွဲတွေကိုကျွန်တော်စီးအောင်နေအဲ့ချိန်ကမှဒီတက်ခွဲတွေအားလေတော့သူ့နေရာနဲ့သူမှာတော့အကုန်လုံးကတိုက်ပွဲဝင်နေရတာတော့စစ်စစ်ကောင်စီကထိုးတက်လာတယ်အခါမျိုးမှာသူတို့ကလည်းတော့ကာပါတွေလှုပ်ပြီးတော့မှတိုက်ပွဲတွေဝင်နေသူ့နေရာသူ့နေရာနဲ့ဆိုတော့အဖို့တွေမရအောင်မရတဲ့အခါမှာကျွန်တော်တို့ဒီတက်ခွဲ6အေယာညီနောင်တစ်ဖွဲ့တည်းပေါ့နော်ဒါပေမဲ့တော့ကန်ကောင်းထောက်မဲ့စွာပဲကန်ကောင်းထောက်မဲ့စွာပဲခုနက ဒီဟိုဗျူဟာလန်ရဲ့အောက်နာမှာရှိတာပေါ့ဒီဆယ်ရဲ့အောက်နာလေးမှာရှိတဲ့ပြင်မုံပြူရွာဆိုတာရှိတယ်ပြင်မုံကျေးရွာအဲ့မှာဟွာပြူနဲ့စက်ခ60တရာလောက်အထိုင်ချတဲ့ရွာကြီးတရွာရှိတယ်အခုလည်းလက်ရှိရှိနေတယ်အဲ့ဒီအထိုင်ကနေပြီးတော့မှဘယ်နည်းနည်းညာကြမလဲသူပြေးလာတာတို့တိုက်ပွဲဝင်တော့19ရက်နေ့ပြေးလာ16ရက်နေ့19ရက်နေ့ညာပြေးလာအဲဟုတ်တယ်19ရက်နေ့ညမှာအမဟွာပေါ့ ARD တန်းရဲဘော်နေရောက်ပေါ့ ပြောမှဆိုတော့ဟိုဟာပေါ်တာဆွဲကန်နဲ့ရဲဘော်နှစ်ယောက်ကသူတို့ကတော့ဟိုစစ်သားအမှန်နေပေါ့နော်ဟိုဟာဒီနတ်တလင်းမှာသူတို့ရောက်လာတာတဲ့လေးလာရှိပြီအယောက်ဒီတန်းကနေပေါ်တာဆွဲကန်နဲ့ရဲဘော်နှစ်ယောက်ကအဲ့ခုနကလက်နဲ့ပြည့်စုံနဲ့ပြေးလာပြီးတော့မှကျွန်တော်စီကိုဆက်သွယ်ပြီးတော့ထောက်ပို့တွေကနေတဆင့်ကျွန်တော်တို့အေယာကြီးနောက်အဖွဲ့ကိုဆက်သွယ်ပြီးတော့သူတို့ဝင်ရောက်လာခဲ့တော့ကန်ကောင်းထောက်မှတ်စွာပဲကျွန်တော်တို့ဒီတိုက်ပွဲမှာနေ့ရက်၃ရက်ဆက်တိုက်တိုက်ရတဲ့တိုက်ပွဲမှာတော့လက်နက်တွေမရဘူးเนาะ ခွေးတွေတော့အများကြီးကြဆုံးနေတော်တော်ကြီးဖျို့ပြဲဖြစ်ပြီးတော့ကြောက်လန့်ပြီးတော့အခုအစနာရှာမတွေ့အောင်ထွက်ပြေးသွားတယ်ပေါ့နော်အခုလုံးဝပြန်ပြီးတော့ဒီအဆက်တွေမှာမရှိတော့ဘူးအားရောကျွန်တော်နှစ်ရက်နှစ်ရက်တိတိပြည်သူရဲ့စိတ်လုံခြုံမှုရအောင်ပြည်သူတွေရဲ့စိတ်လုံခြုံမှုရအောင်ကျွန်တော်တို့စစ်ကြောင်းမပြန်ပဲနဲ့အဲ့မှာပတ်နေရတာဗျူဟာလန်တစ်ချောက်ပေါ့ပြောမယ်ဆိုတော့အဲ့ဒီဗျူဟာလန်ရောက်ပြီးဆိုရင်ကျွန်တော်တို့ကားပေါ်တက်လို့ရပြီမြို့ထဲသွားဖို့อ่ะအဲ့ဒီဗျူဟာလန်အထိကျွန်တော်တို့နှစ်ရက်သုံးရက်တိတိကျွန်တော်တို့ဆက်ပြီးတော့မှနော်ကင်းပတ်ပြီးညတော့မှကျွန်တော် တော်တို့ဒီဆောင်ပြန်ဆုတ်လာတယ်ခွေးတွေလည်းခုနစစ်ခွေးတွေလည်းတော်တော်လေးကိုခုနမွာတော့ဘူးပေါ့နော်အစနာမတွေ့တော့ဘူးမတွေ့တော့တိုက်ပွဲမှာဒီတိုက်ပွဲမှာလက်နဲ့တော့မရရှိလိုက်ဘူးနော်ဟိုဟာတော်တော်လေးတော့ကြာဆုံးအောင်ကျွန်တော်တို့တိုက်ပွဲဝင်နိုင်တယ်စကန်းကြီးလည်းကြာသွားတယ်မိတွေပါတယ်ကျွန်တော်တို့နော်ရှုပ်လိုက်နိုင်တယ်နောက်တော့ကန်ကောင်းတော့မတ်ဆိုအခုကပြေးလာတဲ့စကားနှစ်ယောက်ရဲ့လက်နဲ့နဲ့လူတွေကိုကျွန်တော်တို့ရတယ်အော်ဒါသူတို့ကလည်းစိတ်ဓာတ်တော်တော်ထက်တန်တယ် နော်အိစက်အားတော်တော်ထက်တယ်ဆိုတော့ဒီကိုရောက်တော့သူမိသားစုဒီကိုဖုံးချိတ်တဲ့အခါမျိုးကြာကျွန်တော်ကဘေးကနေနားထောင်တယ်ဟိုကလည်းအရှိပါရှိပဲပျော်ကုန်တာသူတို့မိသားစုတွေအကုန်လုံးပေါ့နော်အခုဆက်သွယ်ရတယ်သူတို့မှလည်းဒဏ်ရာတွေကတော်တော်များများပါလာတယ်နော်အောင်မြင်မှုကတော့ကောင်းပါအခုဒီဒီတလားကြော်ကြော်အတွင်းမှာကျွန်တော်တို့တော်တော်အားရရတိုက်ရတယ်အားကြီးတွေဘလောက်ပဲမြင်မြင်တိုက်လိုက်တဲ့ပွဲမှာကျွန်တော်တို့လူတွေအထီးကြီးလုံးဝကင်းတယ်အခုပွဲလဲကျွန်တော်တို့နရက်စက်တိုက်ပေါ့နော်ကြီး၃000လောက် တနက်ငယ်ကြီး3000လောက်ကျွန်တော်တို့ပြစ်ထုတ်နိုင်တယ်တနက်အလက်20ပတ်ဝန်းကျင်မှာအဲ့ဒီအချိန်မှာကျွန်တော်တို့ဟိုဟာ push up ထိတဲ့ကလေးတယောက်ပဲရှိပါတယ်လို့နော်တယောက်မှတန်းအကြီးကြီးမရဘူးဟိုဟာပေါ့နော်ဒီကြောက်ရေကန်ကိုမှန်ပြီးတော့မှနှထင်းကိုပုတ်မှန်သွားတဲ့ကလေးတယောက်ပဲရှိတယ်လုံးဝအဲ့ဒါပျောက်သွားပါပြီလို့ဘာမှဖြစ်ဘူးဒါမဲ့ဒီစခရရဲ့ဟိုတော့ကျွန်တော်တို့တော်တော်အယောက်ရေများများချိန်မုန်းနိုင်ခဲ့တယ်ပေါ့နော်ဒီနလအတွင်းမှာကျွန်တော်တို့တော်တော်ဆက်ရရမှု ရှိတယ်ပေါ့နော်ဟုတ်ရှိတယ်အခုကျွန်တော်ကလေးတွေအခုတွေ့မယ်ဆိုတာကြီးပဲဟုတ်ဟုတ်ကြာအောင်မြင်ပါတယ်အောင်ရည်ကြာပြီးတော့တခုရှိရလေးတော့စဉ်းစားမိရပါတော့အော်လို့ဒီတပ်ဖွဲ့ဒီလောက်ဆေးအားတက်ကြွပြီးတော့ဆေးအားပြင်းထန်တာပေါ့နော်သူတို့မှသာလက်နက်ခဲယံပြည့်ပြည့်စုံစုံနဲ့ကောင်းကောင်းမွန်မွန်ရှိမယ်ဟေ့ဆိုရင်ပွဲကအစိုးကြီးပြတ်တာပေါ့ဆရာရယ်နော်ခုနဆရာပြောတဲ့ပုံစံမျိုးရေးဆိုရင်ဟိုရပ်ပိုင်းတော့ပြန်ဆောင်ရတာတို့အလုံးကနေချိန်ကြမှာကြီးရပြက်သွားတာတို့ခဲရမကောင်းတာတို့လက်နဲ့မကောင်းတာတို့ ဘာလို့ဆိုတော့အစိုးရပွက်ပြက်တဲ့ပုံစံမျိုးဖြစ်နေပါဗျာနော်တို့အပဂျီအပဂျီတလက်ကိုကြီးနှစ်တောက်ပဲရှိနေအောင်ကျွန်တော်တို့ဈေးနိုင်တယ်အဲ့ဒီဟောကတ်ရကလေးကျွန်တော်မှဗီဒီယိုပိုင်နေရှိတာကလေးတွေကလေဟိုဟာကြီးမရှိတော့တော့ဘောက်တွေဖြုတ်ပြီးတထောက်ထိုးလိုက်လက်ကနေဖြတ်သွားတာတွေးလိုက်ပြစ်လိုက်အဲ့လိုလုပ်ရတာအပဂျီနဲ့ရှိလို့ဆိုရင်အပဂျီနှစ်တောက်ပဲရှိကျွန်တော်တို့အဲ့စကမ်းမှာလက်နဲ့တပုံကြီးတို့ရတယ်ဟုတ်ပြောနှမျိုးပြနော်ဆရာကို မင်းကြီးအထိုင်ကြီးတော့တို့ရလိုက်တယ်သူတို့တွေပြစ်ဖို့မရှိတော့ဘူးဩခုနသူတို့ရမင်းကြီးအထိုင်ကြီးအထိုင်ကြီးကကျွန်တော်တို့ဒီအရလိုက်တယ်ဩသူတို့မိုင်းဆွဲလဲဆိုတော့ပြည်လာလဲပေါ်မှာကြံခဲ့တာဩအထိုင်ကြီးရလိုက်ဩနောက်လက်နဲ့ငယ်ကြည်လေးနည်းနည်းပါးပါးသိမ့်စေရမိတယ်ဩဟုတ်ဆရာဟိုတထုပ်ဒီတဩ30 30တို့ဩအဲ့လိုမျိုးတကယ်တော့ဒါပြည်သူတွေလဲဒါဝိုင်းပြီးတော့ကုပေးကြဖို့လဲဒါကျွန်တော်လဲတောင်းဆိုမယ်ပေါ့နော် ကြောက်လိုမျိုးတကယ်ရဲဘော်တွေတကယ်စိတ်အားတက်ကြွပြင်းထန်ပြီးတော့နော်စော်မယ်ဆိုတဲ့ရဲဘော်ကြီးကျောင်းကရထားတာဗျာအဲ့ရဲဘော်တွေမှာသာတကယ်ပြည့်စုံတဲ့လက်နက်တွေကောင်းမွန်တဲ့လက်နက်တွေရှိလို့ရတော့ရှစ်ခွေးဆိုတာဆရာကုနာပြောလို့အမီးတော့မြင်ရမှာမဟုတ်ဘူးဆရာကတကယ်အားရတယ်နော်အော်ဆရာအဲ့တော့ဒီရာကတော့ဒါတိုက်ပွဲနဲ့ပတ်သက်လို့ဆရာပြောပြရတဲ့ဟာပေါ့နော်အဲလုံးဝတဲထိတ်ရင်ဖို့ပြောကြတော့ဥရဥရတယ်ဗျာဒီလားရလိုက်ရမှာပေါ့နော် ရရစီကျင်တာပေါ့အဖွဲတွေကိုအဲအဲ့ဟာတော့ဒါထားပါတော့ညိဗျာရလိုက်ရမှာပေါ့မရလိုက် ဟုတ်တယ်ဆရာဟုတ်ကဲ့ဟုတ်အဲဒါဒါနောက်ပွဲတွေကတော့ဒါကျွန်တော်တို့တုံးဝမျောလင်းလို့ရပါပြီကြိုက်တပ်ဖွဲ့တွေရဲ့အကြောင်းကိုလည်းဆရာသိနေပြီပေါ့နော်လက်လက်ခဲရန်ရဲ့ဒူဝဲချက်တွေလည်းသိလာပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့တွေလည်းဝိုင်းစူးစမ်းကြမှာပြည်သူလည်းဝိုင်းစူးစမ်းကြမှာပါဆရာအဲတော့ကျတော့ဘာဖြစ်ဖြစ်ကျွန်တော်အောင်မြင်မှုရပါပါအဲတော့ဆရာဒီတော်လန်ရေးပုံပါဆရာဘယ်လောက်ယုံကြည်လဲဆရာအာအဲ့ဒါတော့ကျွန်တော်တို့ယုံကြည်တာပေါ့ အနည်းနဲ့အမြန်ပေါ့။အနည်းနဲ့အမြန်အောင်မဲ့ကျွန်တော်ယုံကြည်တဲ့အတွက်ကျွန်တော်ကဒီမှာမိသားစုလိုက်ပေါ့။အခုလက်ရှိကျွန်တော်သားနှစ်ယောက်ကခွဲမှုတူခွဲမှု။ဩကျွန်တော်အတူရင်မှုဆိုတော့ဩမိနှစ်ယောက်ပါတယ်။အဲ့ဒီကျွန်တော်အမျိုးသမီးကအခုဆိုအသက်50တဲမှာကျွန်တော်လည်းနည်းနည်းသုံးနှစ်ကြီးတယ်ပေါ့။အခုကျွန်တော်တို့သားမိသားပါ6ယောက်စလုံးကကိုယ်ပိုင်နံပါတ်ရှိတယ်ပေါ့နော်။ဟုတ်။ကျွန်တော်တို့ဒီ PDF ကိုယ်ပိုင်နံပါတ်ကြပြီးသားတွေပေါ့နော်။ဟုတ်။အခုတိုင်းရင်ထဲမှာပါတယ်။ဩမိသားစု6ယောက်စလုံးပေါ့နော်။ ဟိုဟာအခုဆိုရင်ကျွန်တော်ဆိုရင်ဒီ2020နှစ်2020ဒီနှစ်လပိုင်းဆန်းဆန်းချင်းတွေကကျွန်တော်တို့ PDF ဖွဲ့စည်းတွေကကျွန်တော်ကလူပေါင်း24ယောက်နဲ့တက်စုမှုအဖြစ်နဲ့စဖွဲ့စည်းတာကျွန်တော်အဲ့တော့အုပ်ပေါ်မှာပဲရှိတာဩအဲ့ဒီကနေကျွန်တော်ဖွဲ့စည်းတာကျွန်တော်လူရင်အားကတက်ခွဲတက်ခွဲတဲ့ပေါ့နော်အခုလက်ရှိကျွန်တော်ဥဆောင်တဲ့တက်ခွဲပေါ့တက်ခွဲ6ပေါ့ဒီ383ကျတိတက်ခွဲ6မှာအင်အား200ကျော်သွားပြီတက်ခွဲတက်ခွဲတဲ့ 哦，像米达柱，哎呦，好摇喽。米达柱巧子龙过半年没洗洗的，他没那摇，打那摇，跟那罗里面那摇。哦，买的呀，啊，滴答。恐龙，啊，恐龙来滴答过来嘛呗。哦。帮的呀，你就那睡了。သုံးချောက်သုံးချက်နှစ်ကနေပြီးတော့တစ်တဲ့ဟိုကျွန်တော်နှစ်တဲ့မှာကျွန်တော်ပထမနှစ်ကနှစ်တဲ့မှာဟုတ်နောက်တစ်နှစ်ကသုံးချောက်သုံးချက်တစ်ပေါ့ကျွန်တော်ဒီ တာဝရီခရိုင်ကိုတခါဆက်ပြန်ပြောင်းတာတာဝရီခရိုင်ကိုရောက်တာအခုတနှစ်တည်းပဲကျွန်တော်ထင်တယ်လာမယ့်နှစ်ဆောင်းပေါင်းရင်ကျွန်တော်တို့ပြည်လမ်းမကိုနင်းနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့အေးအညီနောင်အေးအညီနောင်ဖတ်ဆိုတည်င်းမှာတော်တော်များများပါတယ်ကိုပိုင်တည်င်းထုတ်ပြန်တာမရှိပေမဲ့ဒီခရိုင်တစ်ခုတစ်လုံးမှာကျွန်တော်မတွဲဘူးတဲ့တခွဲတွေမရှိဘူးအဲ့တော့ဆရာဒီဒီ interview ရဲ့ပေါ့နော်ဒါဆရာရဲ့အတွေ့အကြုံတွေပြောပြတဲ့ interview ရဲ့အဆုံးသက်လေးအနေနဲ့ဆရာ ဒီတော်လန်ရေးကိုထောက်ခံနေကြတဲ့တော်လန်ပြည်သူတွေပါဝင်နေကြတဲ့တော်လန်ပြည်သူတွေကိုဆက်ပါအမှားစကားလေးပြောချင်တာရှိတယ်။အာမာဂျင်နာတော့အများကြီးပေါ့ဒါပေမဲ့နှစ်ချက်လောက်တော့နှစ်ချက်လောက်တော့အားရပါရပြောချင်တာကျွန်တော်တို့တွေအခု၄နှစ်ကျော်ကျွန်တော်တို့ဖြတ်ကျော်လာခဲ့တာ ဒီပြည်သူရဲ့တွန်းအားခွန်အားတွေနဲ့ကျွန်တော်တို့ကြော်ပြလာပါတယ်လို့ဒါပေမဲ့အခုကြစ်ကွင်းနဲ့ကွင်းကိုရောက်နေပြီเนาะကျွန်တော်တို့အကြီးအကျယ်လောက်ရမယ့်အချိန်ရောက်ပြီကျွန်တော်တို့စတင်တော့နိုင်မမကြီးတထောင်ကိုကျွန်တော်တို့တထောင်ကျော်နဲ့စခဲ့တာအခုနိုင်မမကြီးတထောင်တထောင်ကျော်နေပြီဒီအားလေးတွေကိုဒီပြည်သူထောက်ဖို့ပြည်သူတွေအနေနဲ့ပေါ့เนาะဒါလေးကိုစိတ်တတိပြုတ်ပြီးတော့ပေါ့ကျွန်တော်ထပ်ပြီးတော့ထပ်လောင်းเนาะတတိလဲပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့တောင်းဆိုခြင်းနဲ့ပေါ့เนาะကြီးတွေရမ်းစစ်တက်တယ် နော်အခုတနက်တည်းကျွန်တော်တို့အရင်အဝယ်တာ80ကျော်အခုတနက်တက်လက်ကို150ပေါ့နော်အခုစကားစားတော့ MA1 ဆိုကျွန်တော်ဝယ်တာ100စိတ်130နဲ့ကျွန်တော်ဝယ်ရတယ်အဲ့လိုမျိုးတွေဇေတာကြီးလာတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကလည်းဒီအပိတတိုက်ပွဲလေးမှာစွန့်စွန့်စားစားရွရွချွန်ချွန်နဲ့ကျွန်တော်တို့ထောက်ပို့ပြီးတော့ပေါ့နော်ချိုးသာပါသာနော်လုပ်ပေးကြဖို့တိုက်တွန်းနေတယ်နောက်ဒီကျွန်တော်အတန်အောင်ကြားရှိတဲ့ကျွန်တော်တို့ရဲ့တော်လန် ရေးမှာပါဝင်နေတဲ့ကျွန်တော်တို့တော်လိုင်းသမားပေါ့နော်ဒါ PDF တွေကိုလည်းပြောခြင်းတယ်ညီညီညွတ်ညွတ်တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်တယောက်နဲ့တယောက်ရိုးရိုးတေးတေးလေးလေးဆားဆားနဲ့အခုမှစတင်ဖွဲ့စည်းထူထောင်နေကျွန်တော်တို့ MOD ကျွန်တော်တို့ NGO အစိုးရဘောနော်ဟိုတချို့တချို့အဖွဲ့တွေကျွန်တော်ကြားမိတယ်ဗျာကိုပေါင်ကိုလန်ထောင်းတာမို့တချို့အဖွဲ့တွေကျွန်တော်ကြားမိတာကိုရဲ့မိဘဖြစ်တဲ့လူ နော် MOD ဒီ NGO နည်းနည်းပါးပါးပေါ့နော်ဘာမှချမပေးဘူးကျွန်တော်တို့ဒီမှာအသေးခံနေရတာပါညာအဲ့လိုအတန်တွေထွက်တာကြားမိတယ်ပေါ့အဲ့လိုမျိုးတွေကိုမပြောဘဲနဲ့နော်အပေါ်ကလူကြီးတွေကလည်းသူ့တာဝန်နဲ့သူ့နေရာနဲ့ပုံရှုပ်ွယ်ရှိုးနဲ့အလူငွေလေးတွေနဲ့ထမ်းဆောင်တဲ့အချိန်မှာကျွန်တော်တို့ PDF တွေကလည်းစစ်စစ်ပါပါနဲ့ကြိုးကြိုးစားစားနဲ့ကိုယ်လုပ်ငန်းတွေကိုကိုတံပိုးထားပြီးတော့ငွေကြေးတွေကိုနော်စနစ်တကျသုံးစွဲပြီးတော့နော်ပြည်သူတွေအမြန်ဆုံးလွတ်မြောက်အောင်ကျွန်တော်တို့လည်းမြန်မြန် ကိုပြည်ကိုရွာကိုမိသားစုအနေနဲ့ပြန်တွေ့အောင်စ조사ဖို့ပေါ့နော်ပြည်သူတွေရောဒီတော်လန်ရေးမှာပါဝင်နေတဲ့ရဲဘော်တွေအကုန်လုံးလည်းကျွန်တော်တိုက်တွန်းနှိုးဆော်ပါတယ်လို့နော်ဒါတော့ပါပဲလို့ဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်အခုလိုဖြစ်ပြီးလို့